ကုလိုရှင်တဲ့အရာတစ်ခုအတွက် manifest ပြုလုပ်ပြီးရင်လိုရှင်တဲ့ရလဲတွေကိုမရလို့စိတ်ပင်ပဲစီးရနေပါသလားဒါဆိုရင် မိတ်ဆွေဟာတဏှာရာမှားနေပြီထင်တယ်အဲ့ဒါကဘာဖြစ်လို့လဲဆိုရင်မိတ်ဆွေအနေနဲ့အရှင်းကိုစူးစမ်းလွှဲတာဖြစ်နိုင်တယ် manifestation ပြုလုပ်တယ်ဆိုတာကတစုံတစ်ခုဖြစ်လာအောင်အတွက်အရင်ကိုဖိအားပေးပြုလုပ်နေရတာမဟုတ်ပါဘူးဒါမှမဟုတ် manifestation ပြုလုပ်တဲ့အခါသင်လိုရှင်တဲ့အရာ အကြောင်းကို အမြင်နဲ့တွေးတောနေရတာလည်းမဟုတ်ပါဘူးဒီလိုဆိုရင် manifestation ပြုလုပ်တယ်ဆိုတာကသင်လိုရှင်တဲ့အရာရပြီဆိုတဲ့စိတ်ခင်စားရှင်နဲ့ပဲနေတယ်ဖို့လိုပါတယ် ိုလိုရှင်တဲ့အရာရရှိနေပြီးသားဖြစ်နေတဲ့စိတ်ခင်စားချက်ကိုတဘာဝအတိုင်ဖြစ်လာစေဖို့ခွင့်ပြုပေးဖို့လိုအပ်ပါတယ်။တကယ်တော့မိษွေဟာကိုလိုရှင်နေတဲ့ရလဲအပေါ်မှာဆွေးနေနေပြီဆိုရင်တော့မိษွေရဲ့စိတ်ထဲမှာတင်တရားတွေအမှန်တကယ်ရှိနေမှာပဲ။အဲ့ဒီတင်တရားစိတ်တွေကပဲကိုလိုရှင်တဲ့အရာကို မရရှိနိုင်အောင် အခုအခဲအတာအစီတွေကိုဖန်တီးနေပါတယ် ဘာဖြစ်တော့လဲဆိုရင်သင်ဟာသင်လို့ရှင်တဲ့အရာမရှိတဲ့အရှိအနေကိုပဲမြောက်များစွာအာယုံစိမ့်နေမိမှာပဲဖြစ်တယ်။တကယ်တော့ manifestation ပြုလုပ်တယ်ဆိုတာကိုလိုရှင်တဲ့အရာကိုရရှိပြီးသားဖြစ်တည်မှုအရှိအနေကိုပဲအာယုံစိမ့်ဖို့လိုအပ်ပါတယ်။ဥပမာဆိုကြပါစို့မိတ်ဆွေဟာငွေကြီးအများအများရရှိဖို့ manifest ပြုလုပ်နေတယ်ဆိုပါစို့။ အဲ့ဒီလိုအချိန်မှာမိတ်ဆွေရဲ့စိတ်ထိပ်မှာငွေကြီးကြီးနဲ့ပဲတဲ့လိုတသမဲတိစိုးရိမ်နေမင်းငွေမရှိတဲ့အကြောင်းကိုအမြဲတမ်းတွေးနေမင်းငွေချာလို့မရတဲ့အကြောင်းကိုထက်တလေလေပြောဆိုနေမင်းဆိုရင်မိတ်ဆွေဟာငွေကြီးပေါများကြွေဝါနေတဲ့စိတ်ခင်စားရှင်နဲ့နေထိုင်နေတာမဟုတ်ပါဘူး။ ကိုစီမငွေကြီးမပြည့်စုံမလုံလောက်တာတွေကို တွေးနေမိအစကိုဟာငွေကြီးပေါများတွေဝနေပါလေဆိုတော့စိတ်ခင်စားချက်တွေကိုခင်စားပြီးရင်ငွေကြီးပေါများနေတဲ့ပုံစံတွေကိုစိတ်ကူးရင်တည်းဖို့လိုအပ်တယ်ဒီတော့ငွေကြီးပေါ်များကြွေွားဖို့ manifest ပြုလုပ်နေတဲ့သူကငွေကြီးတွေအများအများရရှိတော့ပျော်ရွှင်နေတဲ့အကြောင်းတွေ ကို့မှာငွေကြီးအများကြီးပိန်ဆိုင်နေပြီမို့လို့ကိုလိုရှင်တဲ့အရာတွေကိုဝေနိုင်တဲ့အကြောင်းတွေကိုပေးကဲလှူဒဲရှင်တဲ့သူတွေကိုပေးကဲလှူဒဲနေပြီဆိုတဲ့ပုံစံမျိုးလေးတွေကိုစဉ်းစားရမယ်စိတ်ကူးရမယ်ပြီးရင်ကိုစိတ်ထင်မှာအဲ့ဒီငွေကြီးပုံများကြွေဝါနေပြီဖြစ်တော့ပျော်ရွှင်နေပြီဆိုတဲ့စိတ်ခင်စားချက်တွေကိုခင်စားပေးနေဖို့လိုတယ် ဒီလိုပုံစံမျိုးငွေကြေးပေါ်များကြွေဝါနေပြီဆိုတဲ့စိတ်ခင်စားချက်တွေပျော်ရွှင်နေတဲ့စိတ်ခင်စားချက်တွေအပေါ်မှာဆက်လက်နေထိုင်ပြီးရင်သင်လိုရှိနေတဲ့ဖြစ်တည်မှု reality အသစ်ဖြစ်လာအောင်ခွင့်ပြုပေးဖို့လိုအပ်ပါတယ်ဒီလိုဆိုရင်မိတ်ဆွေအနေနဲ့တည်ထိုင်ရမှာက manifestation ပြုလုပ်တဲ့အခါမှာကိုလိုရှင်တဲ့အရာဖြစ်လာအောင်ပုံမူစူးစမ်းလေးလေးအဲ့ဒီအရာဟာပုံမူကြံ့ကြလေးလေးပဲ ဒါကြောင့်လူရှင်တဲ့အရာကို manifest ဖြစ်အောင်ပြုလုပ်တဲ့အခါကိုယ့်ရဲ့စိတ်တွေကိုဖြည့်ချောလိုက်ပါကိုယ့်ရဲ့အာယုံစိတ်မှုကိုပြောင်းလဲလိုက်ပါ manifestation ပြုလုပ်တဲ့အခါမဖြစ်သေးဘူးမရသေးဘူးမရှိသေးဘူးဆိုတဲ့နေရာတွေအပေါ်မှာအာယုံစိတ်နေမိအစမိတ်ဆွေကဘာကိုအာယုံစိတ်ရမလဲဆိုရင်ကိုလိုရှင်တဲ့အရာရနေပြီဖြစ်နေပြီအဲ့ဒီအရာကိုရနေတော့ကိုရဲ့စိတ်ထဲမှာပျော်ရွှင်နေပြီဝမ်းမြောက်ဝမ်းသာဖြစ်နေပြီစိတ်ကြည်နေနေပြီဆိုတဲ့ပုံစံမျိုးကိုသာပြောင်းနေအာယုံစိတ်ပါ ဒီတော့နောက်ဆုံးအနေနဲ့ပြောရှင်တာကတော့လူရှင်တဲ့အရာဟုသမျှကိုမင်းဒီဖြစ်စေနိုင်တဲ့ပါဝါဟာမိတ်ဆွေမှာရှိပြီးသားဆိုတာကိုသိစေရှင်ပါတယ်။